အခုဖန်းနာနှစ်ရအတွင်းငါးသားပေါင်ကောင်းရှိ3380ကျော်ကိုနိုင်ငံတဝန်းကမြေချောင်းအင်အိုင်တွေကိုမျိုးဆိုင်ထဲဖို့ရထားဆောင်ရွက်နေတယ်လို့ငါလုံငန်းဦးစီးဌာနကတည်ရပါတယ်။အရာဝတီတန်လွင်ချင်းတွင်းနယ်စစ်တောင်းမြစ်တွေမှာအထူးကနဲ့နိုင်ငံတဝန်းရှိ အခြားမြေချောင်းအင်အိုင်နဲ့တဘာဝရေကန်တွေမှာလည်းငမြင့်ချင်းရွှေဝါငချင်းနဲ့ငခုံးမငါးမျိုးတွေကိုမျိုးထည့်သွားမယ်လို့ဆိုပါတယ်။အဆိုပါငါးသားပေါင်တွေကိုမျိုးထည့်ပေးခြင်း ်ဟာတနိုင်းတပိုင်းငားမွေးမြူရေးလုပ်ငန်းတွေပုံမိုလုတ်ကိုင်းလာနိုင်ဖို့ဒေသခံပြည်သူတွေအလို့အကာရခွင့်လန်းနဲ့မိသားစုဝင်ဝေးပုံမိုရရှိစေဖို့အပါဝင်နိုင်ငံတော်အထွတ်လဲနိုင်ငံသားဝင်ဝေးရရှိရေးအတွက်တပ်ဖက်တလန်းကနေအထောက်အကူပြုစေဖို့ရည်ရွယ်တယ်လို့လည်းသိရပါတယ်ရှင်။